thank uh you -huh. မင်္ဂလာပါရှင်ခေတ်သစ်သတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ပလဲမြို့နယ်မှာ PNL ကပြစ်ချလိုက်တဲ့တိုက်လေရင်မှလေရင်မှုသေဆုံးကြောင်းအတည်ပြုလိုက်ပြီးလေရင်ပြတ်ကျတဲ့နေရာမှာရုံလောင်း၄ခုရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။သကိုင်းတိုင်းပလဲမြို့နယ်မှာပြည်သူ့လူမျိုးရေးတပ်မတော် PNL ကပြစ်ချလိုက်တဲ့တိုက်လေရင်မှလေရင်မှုသေဆုံးကြောင်းအတည်ပြုလိုက်ပြီးလေရင်ပြတ်တဲ့နေရာမှာရုံလောင်း၄ခုရရှိထားကြောင်းပြည်သူ့လူမျိုးရေးတပ်မတော် PNL မှသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူရဲဘော်နီနီကျော်ကပြောပါရယ်။စွန်လာစရရနေ့နေ့လယ်၁၂ 9:15မိနစ်ချိန်စကိုင်းတိုင်းပလင်းမြို့နယ်ကန်တောင်စကန်းသိန်းတိုက်ပွဲအတွင်းပြည်သူ့လွတ်မြောက်ရေးတပ်မတော် PNL ကတိုက်လေရင်ကိုပစ်ချနိုင်ခဲ့ကြောင်းအဲ့ဒီလေရင်မှာစပတ်စီချင်းရွာတွင်ကိုပြတ်ကျသွားပြီးတိုက်လေရင်မှုတအုပ်သေးဆုံးတာကိုအတည်ပြုထားနိုင်ကြောင်းသိရပါတယ်။တိုက်လေရင်ပြတ်ကျရာနေရာရှိအိမ်တလုံးထဲမှာရှုံလောင်း၃လောင်းနဲ့ခြံဝန်းထဲမှာရှုံလောင်း၁လောင်းစုစုပေါင်းရှုံလောင်း၄ခုတွေ့ရှိရပြီးအချို့ရှုံလောင်းတွေကလုံးဝမီးကျွမ်းထားပြီးအချို့မှာမီးဆက်မလောင်းပဲရှိနေကြောင်းရှုံလောင်းများမှာမီးလောင်ကျွမ်းထားကြောင်းသိရပါတယ်။ အလောင်းလေးလောင်းတော့တွေ့ရအကုန်လုံးကမီးလောင်ကျွမ်းပျက်စီးနေတဲ့အတွက်ကြောင့်လေရင်မှုအလောင်းလောင်းလေရင်ပျက်ကြတဲ့အရက်သားနေအိမ်ပေါ်ကပြည်သူရဲ့အလောင်းလားဆိုတာတော့မတိရသေးဘူးသူအလောင်းလေးလောင်းတွေ့တာတော့အတည်ပြုလို့ရတယ်လို့ပြည်သူလူမျိုးရေးတမတော် PNL သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူရဲပေါ်နီနီကျော်ကပြောပါတယ်ပျက်ကြမီးလောင်ကျွမ်းသွားတဲ့တိုင်းလေရင်မျိုးစားကိုလည်းအတည်ပြုနိုင်ဖို့ PNL ကဆက်လက်စူးစမ်းနေစေဖြစ်ပြီးပလဲမြို့နယ်ကန်တောင်ရွာရှိစစ်ကောင်စီတပ်စခန်းကိုဆက်လက်ပြီးထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့သိရပါတယ်နောက်ထပ်တပုံအနေနဲ့ ဘာသာရီရဲ့တောင်းဆိုမှုကြောင့်မင်းအောင်လိုင်ကဖုန်ကြီးကြောင့်များအတွက်လိုင်စင်မဲ့ကားတွေကိုမြို့နယ်တန်ကာနိုင်ကဖွင့်ရထောက်ခံချက်နဲ့ပြန်လည်စီးနင်းခွင့်ပြုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။အကြံဖက်စစ်ကောင်စီကဖုန်ကြီးကြောင့်နဲ့တန်ကာရုံများအတွက်လိုင်စင်မဲ့ကားများကိုမြို့နယ်တန်ကာနိုင်ကဖွင့်ရထောက်ခံချက်နဲ့ပြန်လည်စီးနင်းခွင့်ပြုလိုက်ပြီးဖြစ်ကြောင်းရန်ကုန်နဲ့မန္တလေးတိုင်းရှိတိုက်အုပ်စရာတို့ကသတင်းဌာနကိုပြောပါရယ်။စွန်လာတရက်ကစပြီးအကြံဖက်စစ်ကောင်စီကတနိုင်ငံလုံးမှာလိုင်စင်မဲ့ကားနဲ့ဆိုင်ကင်များကိုဖမ်းဆီးခဲ့ကြောင်းဖုန်ကြီးကြောင့်များနဲ့စတင်တိုင်းမြ များမှာသာသနာအမည်တက်ထားတဲ့လိုင်စင်မဲ့ကားတွေကိုအရှင်အဟုန်နဲ့ဖမ်းဆီးခဲ့ကြောင်းဒါပေမဲ့အမျိုးဘာသာသာသနာစောင့်ရှောက်ရေးဖွဲ့မှဖုန်ကြီးများကစစ်ကောင်ဆောင်မင်းရောင်လိုင်ထံကိုအတနာခန့်စားတင်ပြရာသက်ဆိုင်ရာမျိုးနဲ့တန်ကနိုင်ငံအဖွဲ့ရဲ့ထောက်ခံချက်နဲ့လိုင်စင်မဲ့ကားတွေကိုပြန်လည်စီးနင်းခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။ သာသနာမတ်တစိမ့်မှာမြို့နယ်တန်ကနိုင်ရကားဖွဲ့ထောက်ခံချက်ပါအမမေကျောင်းတိုက်နယ်စာတင်တိုက်တွေမှာတကယ်တန်ကားရီစီးနှင်းနေတာဖြစ်ရပါမယ်သာသနာကိစ္စတွေအတွက်အသုံးပြုတာမျိုးဆိုရင်မဖမ်းတော့ဘူးမြို့နယ်တန်ကနိုင်ရကားဖွဲ့တွေနဲ့ကျောင်းတိုက်တွေနဲ့စာတင်တိုက်တွေအတွက်ကားတွေကိုထောက်ခံချက်လာလို့ရတယ်ဆိုပြီးမြို့နယ်တန်ကနိုင်ရကားဖွဲ့ကတည်ယဝင်ကြီးညာပါပြီမန္တလေးတိုင်းမတရားမြို့နယ်မှာတိုက်အုပ်ကျောင်းနိုင်စရာတော်တစ်ပါးကမိန်ကြားပါတယ်မြို့နယ်တန်ကနိုင်ရကားအဖွဲ့တွေကလည်းသာသနာအတွက်အမှန်တကယ်အသုံးပြုနေတဲ့ကားတွေကိုထောက်ခံချက်ထုတ်ပြရမှာတင်ကြစွာမပုံတင်ထား ပြီးမြို့နယ်ရဲတပ်ဖွဲ့ထွေအုပ်နဲ့နေမြေကန်တက်နယ်မှုရိထံကိုထောက်ခံချက်ထုတ်ပေးထားတဲ့သာသနာကစရင်ပြပူထားကြောင်းသိရပါတယ်။သာသနာကပြီးမြို့နယ်တန်ခါနိုင်ကဖွဲ့ထောက်ခံချက်လည်းပါမယ်။ရှင်ထိန်နေမြေကန်ကျဲတက်နဲ့ရဲစီမှလည်းစည်ရင်ရှိတာမျိုးဖြစ်မှမဖမ်းပါပါ။နေကြော်တော့လောလောဆယ်မသွားပါနဲ့အောင်စီမံချက်ပြီးရင်တော့နေကြော်လည်းကြွလို့ရတယ်ပြောတယ်။အခုကဝါရင်းကာလာကြီးကလည်းလာတော့မှဖြစ်လို့နေကြော်တော့ကြွလို့မသိတော့ဘူးလို့မတရားမျိုးနယ်မှာတိုင်အုပ်ចောင်းတိုင်ဆရာတော်ကဆိုပါတယ်။ဒါအပြင်မပါတာနဲ့အမျိုးသားရင်အစွန်ရဖုန်ကြီးတွေက လည်း၎င်းတို့စီးနင်းတဲ့ license မဲ့ကားတွေစီးနင်းရင်ဖမ်းဆီးမှုမရှိစေဖို့အတွက်တပ်ဆိုင်ရာတနင်္မှုတွေရဲ့ထောက်ခံချက်လက်မှတ်ပါရယူထားကြောင်းသိရပါတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။နိုင်ငံကို ILO Article 33နဲ့အရေးယူဖို့ဆုံးဖြတ်မှုကြောင့်တရားမှုမရှိဆိုတဲ့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ပေါ်မယုံကြည်လို့စစ်ဖို့ဘ ਹੁ အလုံးမှုဆောင်မောင်မြင့်ထုတ်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံကို ILO Article 33နဲ့အရေးယူမဲ့ကိစ္စကတစုံတရာတရားမှုမရှိနိုင်ဆိုတဲ့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ပေါ်မယုံကြည်ကြောင်းစစ် န့်ဖို့ဗဟိုလက်မှုဆောင်ပေါင်းမြင့်မင်းကင်းမဲဆန္ဒနေကစစ်တပ် lobby telegram channel တွေမှာတဆင့်ဝေဖန်ပြောဆိုလိုက်ပါတယ်။ ဇွန်လ9ရက်နေ့ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာပြုလုပ်ခဲ့တဲ့တရားတဆက်3ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာအလို့သမားညီလာခံ IRC မှာအလို့သမားအခွင့်အရေးနဲ့လူခွင့်ရေးချိုးဖောက်နေတဲ့မြန်မာစစ်ကောင်စီကို ILO Article 33အရာပြင်းထန်တဲ့ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ဆုံးဖြတ်ခဲ့ပြီးအဲဒီဆုံးဖြတ်ချက်ပေါ်မြန်မာနိုင်ငံအနေနဲ့တရားမှုမရှိနိုင်ကြောင်းစစ်ကောင်စီရဲ့အလို့သမားဝန်ကြီးဌာနကဇွန်လ6ရက်နေ့မှာကြေညာချက်ထုတ်ပြန်ကြမှာတုံ့ပြန်ခဲ့ပါတယ်။ ILO Article 33နဲ့အရေးယူမှုကမြန်မာနိုင်ငံပေါ်တရားမှုမရှိနိုင်ဆိုတဲ့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ကိုမယုံ ကြီးကြောင့် ILO အရေးယူမှုကြောင့်တရားမှုတွေကအနည်းနဲ့အများအနည်းနဲ့အများရောက်ရှိလာမှာဖြစ်ကြောင်း ILO Article 33ဖြင့်အရေးယူမှုကကလေးကစားတာမဟုတ်ကြောင်းကျန်းဖို့ပါတီဗဟုအလုံးမှုဆောင်မောင်မြင့်ကပြောဆိုပါရယ်ကျွန်တော်စစ်ကောင်စီရဲ့တရားမှုမရှိဆိုတော့ထုတ်ပြန်ချက်အဲ့ဒီလိုမယုံကြည်ဘူး။ဘာကြောင့်လဲဆိုတော့နိုင်ငံတကာရန်နီးယားတွေဆိုတာကနိုင်ငံတနိုင်ငံကိုဖိအားပြီးတော့မယ်ဆိုရင်မျက်စိတွေပိတ်တယ်နားတွေပိတ်တယ်ခြေတွေလက်တွေကိုကျိုးနဲ့တုပ်တယ်တုပ်ပြီးတော့အပိုင်လုပ်ပြီးဆိုမှအဲ့ဒီနိုင်ငံကိုပြုတ်ကွင်းအောင်လုပ်တာအခုလေကျွန်တော်တို့စပြီးတော့မှမျက်စိပိတ်နားပိတ်ကျိုးတုပ်စလုပ်နေပါပြီ။ ်ကျွန်တော်တို့ပုံမှာတင်ရမှုကရှိပါတယ်အနည်းနဲ့အများလာမယ်အနည်းနဲ့အများလာမယ်ပုံမှန်လေးလေးပြောရမယ်ဆိုရင်တော့ ILC အစည်းအဝေးကနေအခုလို article 33ရအရေးယူမယ်ပြောတာကတော့တည်ကြပါတယ်ကလင်းကစားတာမဟုတ်ဘူးလို့ကြံ့ဖို့ဖို့အလုံးမှုဆောင်မင်းမောင်မြင့်ကပြောပါတယ် ILO ကမြန်မာနိုင်ငံကို1996ခုနှစ်နဲ့2000ပြည့်နှစ်တွေက Article 33နဲ့အရေးယူခဲ့ဖို့ပြီးအဲ့ဒီအချိန်ကဥရောပက မြန်မာနိုင်ငံအပေါ်ပြည့်အပ်ထားတဲ့ GSP ကုန်သွင်းရေးဆိုင်ရာအခွန်သက်သာခွင့်အထူးအခွင့်အရေးရုပ်သိမ်းလိုက်တဲ့အတွက်အထင်ကျုပ်ပါဝင်ကုန်ကြမ်းယူကုန်ကြောပေးလက်ခစားလုပ်ငန်း CMP လုပ်ငန်းများရဲ့ဆိုင်ပြီးအလုတ္တမတသိန်းနီးပါအလုံးလက်မဲ့ဖြစ်ခဲ့ရကြောင်း၎င်းကဆိုပါတယ်။ IELTS ကပထမချိန်အရင်းယူခဲ့စဉ်ကပြည်တွင်းမှာငွေကြေးဖောင်းပွမှုနှုန်းနည်းပြီးတည်ငြိမ်တဲ့အခြေအနေတည်ရဖြစ်ခဲ့ကြောင်းလက်ရှိ IELTS ကအရေးယူတဲ့ဒုတိယချိန်မှာငွေကြေးဖောင်းပွမှုနှုန်းမြင့်မားပြီးကုန်ကြမ်းစိတ်များအလုံးမြင့်မားနေတဲ့ကာလဖြစ်ကြောင်းဒါကြောင့်တက်ရောက်မှုများတေချာပေါက်ရှိလာမှာဖြစ်ကြ ောင်လက်ရှိစစ်တပ်အနေနဲ့ IRL ရဲ့စုံစမ်းရေးကော်မရှင်ကိုလက်ခံပူးပေါင်းဆောင်ရွက်ခဲ့တဲ့နေလို့၎င်းကဆက်လက်ပြောဆိုပါတယ်ကျွန်တော်တို့ပြီးခဲ့တဲ့1996ခုနှစ်2000ပြည့်နှစ်တုန်းကဖြစ်ခဲ့တဲ့ဖြစ်စဉ်တုန်းကလည်း Commission of Inquiry မြန်မာနိုင်ငံကိုလာမယ်ဆိုတာကိုငါတို့ပြည်ရင်းကိုဝင်ရောက်မဆွတ်ဖက်နဲ့ဆိုတဲ့အနေနဲ့လက်မခံဘဲညှင်းပယ်လိုက်တာအခုတက္ကရာ2021 2020မှာဖြစ်ခဲ့တဲ့ကိစ္စမှာလည်း Commission of Inquiry ဖွဲ့တဲ့ဖိလစ်ပိုင်ကဥက္ကဋ္ဌလုပ်ပြီးဖွဲ့တဲ့လက်မခံမှုဆိုပြီးညှင်းပယ်လိုက်တဲ့ညှင်းပယ်လိုက်တော့အခု resolution နေချမှတ်တဲ့ကျွန်တော်တို့ကဘာ ာပဲပြောပြောမတည့်အတူနေပေါ် Commission of Inquiry ကိုလက်ခံလိုက်တာနဲ့ကိုယ်နိုင်ငံအချုပ်အခြာအာဏာကိုထိခိုက်သွားတယ်လို့တော့မယုံကြည်ဘူးသူတို့ကိုထိုက်တင်တဲ့လက်ခံမှုနဲ့ထိုက်တင်တဲ့ဖြည့်ရှင်မှုတွေလုပ်ခဲ့တဲ့နဲ့လို့ကျွန်တော်ကဒီလိုနားလေတယ်အခုလို့ဆိုလို့ရှိရင်လည်းခတ္တာက ILO ကိုရှင်းပြဖို့အခွင့်အရေးအားနေတယ်လို့မင်းကင်းမောင်မြင့်ကပြောပါတယ်မြန်မာနိုင်ငံလုံးဆိုင်ရာအလုံတမတမကများအဖွဲ့ချုပ် CTUM ဥက္ကဋ္ဌဦးမောင်မောင်ကတော့စစ်ကောင်စီထံကိုနိုင်ငံချောင်းဝေစီစဉ်မှုနဲ့လင်းရင်စီရယူနေတဲ့ကိစ္စတွေကို ILO article 33နဲ့ဖြတ်တောက်ရေးယူနိုင်ရင်ကြိုးပမ်းမှာဖြစ်ကြောင်း တရင်ဌာနနဲ့တွေ့ဆုံမိမြန်ခံမှာထုတ်ဖော်ပြောဆိုပါရင် ဆက်လက်ပြီးစစ်တနန်စင်မီတရက်အကြားစစ်မှုရန်ပတ်စဉ်စက်တင်ဘာတသားသစ်တွေကိုနိုင်ငံတော်ရှေ့နဲ့စစ်မြေပြင်တွေကိုစတင်ပို့ဆောင်ပြီးတသားသစ်တွေရဲ့ဖုန်းများအသိမ်းခံရပြီးမိသားစုများနဲ့အဆက်အသွယ်များပြတ်တောက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။အကြံဖက်စစ်ကောင်စီကစစ်မှုရန်ပတ်စဉ်စက်တင်တနန်စင်တသားသစ်များကိုမကွေးရခိုင်စကိုင်းကရင်ီအပါဝင်ရှေ့နဲ့စစ်မြေပြင်တွေကိုစတင်ပို့ဆောင်ပြီးဖုန်းများအသိမ်းခံရပြီးမိသားစုများနဲ့အဆက်အသွယ်များပြတ်တောက်သွားကြောင်းစစ်မှုရန်ပတ်စဉ်စက်တင်တနန်စင်တသားသစ်တချို့ရဲ့မိသားစုဝင်တွေကပြောပါရယ်။ဇွန်လ6ရက်နေ့ရန်ကုန်တိုင်း န်ကြီးမြို့နယ်ရှိအမတ်တတန်းမြင့်လေးကျင်းတနန်းကျောင်းဂျိုးပြူမှာစစ်မှုထမ်းပတ်စင်စက်တဲ့တနန်းစင်ပွဲကျင်းပခဲ့ကြအောင်အဆိုပါတနန်းစင်ပွဲပညာပိုင်းမှာတနန်းစင်တသားတစ်တွေကိုညပိုင်းပျော်ပွဲရှင်ပွဲပြုလုပ်ပေးခဲ့ကြအောင်အဲဒီနောက်စွန်လ9ရက်နေ့ညနေပိုင်းကစတင်ပြီးစစ်မှုထမ်းတနန်းစင်တသားတစ်များမိသားစုများနဲ့ဆက်သွယ်မရတော့ဘဲရှေ့တန်းကိုစတင်ပို့ဆောင်နေပြီလို့သိရကြအောင်တသားတစ်တချို့ရဲ့မိသားစုဝင်တွေကပြောပါတယ်တနန်းစင်မိဆိုတော့ညနေပိုင်းလောက်မှဖုန်းဆက်တယ်သူတို့ရှေ့တန်းသွားရမယ်ဘယ်ကိုပို့မယ်ဆိုတာကအကျိုးမပြောဘူးလို့ပြောတယ်ဖုန်းမဆက်ရင်လည်းစိတ်မပူနဲ့ပဲပြောတယ်ဖုန်းတွေက သိမ်းခံရနိုင်တယ်မနေ့ကညနေလောက်တော့အဆက်အသွယ်မရတော့ဘူးလို့တလားမြို့နယ်မှာစစ်မှုရဲပတ်စင်စက်တီတင်းနှင်းစင်တသားတစ်တုံရဲ့မိခင်တောင်ကဆိုပါတယ်